မေလ10ရက်ဝန်တောက်မင်းနဲ့တရားသူကြီးမင်းတို့အကြောင်း1858ဖေဖော်ဝါရီလ22ရက်ညနေအချိန်၌ရဲဝန်တောက်ဂျာကော်မေသည်မိမိအမိတ်အာနာမတီကြည်သည်ကို၎င်းအဖဆူဘီရူသည်မိမိသမီးအားဂူလိုင်တို့သွားရန်အခွင့်ပေးပြန်သည်ကို၎င်း ကြားသိသောအခါပြင်းထန်စွာ အမျက်ထွက်၍တာဖာနျောက်စလုံးအမိနှင့်တကွာ မိမိယုံတို့လာရောက်ရန်အမိန့်ချမှတ်လေ။ဝန်ကြောင့်မင်းသည်တားဖ၃ယောက်ကိုတွေ့လင်ချိန်မောင်းချင်းချောက်လေ။သို့တော်လည်းစူဘီရူသည်လွန်ခဲ့သောနေ့ကကဲ့သို့ကြောက်ရွံ့ခြင်းမရှိဘဲကျွန်တော်သမီးသည်ဘယ်သောအခါမှမှုသာမပြောပါ။စာတင်ကျောင်းသို့သွားစဉ်သူအောင်မမြင်ရသောပုံကိုတူးကနောက်သို့လှည့်လိုက်ပြီးဂူလိုင်းသို့သွားရလမ်းတစ်လျှောက်လုံး အားနှင့်တွန်းပို့ကြောင်းပြောပြပါသည်။ဖျားသခင်တန်ရှင်သောသခင်မှာသို့မဟုတ်ကြားရဟနာတပါးပါးကသူ့ကိုခေါ်ဆောင်လင်းကျွန်တော်တို့မမြင့်တာဝန်ပါ။ဝန်တော့မင်းကျွန်တော်နေရာကနေကြည့်ပါ။ဖျားသခင်တကူတော်နှင့်ဖြစ်သည်ဆိုလင်လွန်ဆန်ဝတ်မှမည်လော။ကျွန်တော်တို့လွန်ဆန်လင်ဖျားသခင်တန်ခတ်တော်မူပါမည်ဟုရဲဝံ့စွာပြန်ပြောလေ၏ ထိုအခါဝန်တောင်မင်းက သူငယ်မအားတခင်မဟုတင်ကိုယ်တိုင်ဝန်ခံပြီးဖြစ်သည် နောက်တခါဂူလိုင်တို့မသွားရဟုတားမြစ်ပြန်၏သူငယ်မကကျမ15ရက်မပြတ်မကွက်လာပါမည်ဟုတခင်မထံဂရိထားခဲ့ပါသည် သင်အလဟသစကားမပြောနှင့် နောက်တခါမဟုတ်မဟက်ပြော၍ညှို့ရင်းမှရှုပ်ထွေးခြင်းဖြစ်လင်သင်တို့အားလုံးကိုထောင်ချမည်ဟု ပြင်းထန်စွာချိန်ချောက်ပြန်၏။သူငယ်မကကျမတယောက်တည်းဆုတောင်းရန်သွားပါမည်။ညီသူကိုမြလိုက်ခဲ့ပါဟုမခေါ်ပါ။ညာစွာသောပရိသတ်တို့သည်ကျမမရောက်မီဂူလိုင်တို့ရောက်နေကြ၏။အချို့ကကျမသွားသည်ကိုမြင်လင်နောက်ကလိုက်လာကြ၏။ထို့ကြောင့်ကျမ၏အပြစ်မဟုတ်ပါ။အများတို့သည်ယူပါယုံသခင်မကိုမေရောသခင်မဟုထင်နေကြသည် ကျမကဘယ်သူဖြစ်ဒီကို မသိပါဟုမကြုံမလုံပြန်ပြောလေ၏ဝန်တောင်းမင်းသည် လူโซလူရှုပ်တို့၏ကောက်ကျစ်ခြင်းပြရိယဉဏ်ဆင်၍ဉာဏ်ဤဉာဏ်နဲ့တို့နှင့် ပြောဆိုသောစကားတို့ကိုသာကြားနေကြဖြစ်ရာသူငယ်မကဲ့သို့ဖြောင့်မတ်ရိုးသားစွာပြောသောအမှုမျိုးနှင့် မကြုံဘူး၍ဘာလို့ရမည်ကိုမကြံတတ်အောင်ဖြစ်နေ၏ တမျိုးလုံးကြော်ကြား၍အများတို့ယူသည်လေးစားခြင်းခံရပြီးဘယ်အမှုမျိုးကိုမဆိုမိမိကိုယ်တိုင်ညှို့ဝှက်ထောက်လန်းစုံစမ်းလင်အောင်မြင်ပါလျက်နဲ့ယခုဤအမှုကြောင့်မအဘဲကြောင့်မအောင်မြင်ရသည်နီဘာမှအတက်ပညာမရှိဘာမှအမှုမထားလောက်သောဤသူငယ်မကိုငါအလျှော့ပေးရမည်လောဒီမှုပေါ်ပေါင်းမှငါကျင့်နေမည်ဟု ဒေါသအဟုန်ပြင်းထန်သောလက္ခဏာနှင့်သူတို့အားပြန်လွတ်ပြီးတရားသူကြီးထံသွားလေ၏ထိုအခါတရားသူကြီးကဤသို့မှတ်ချက်ချလိုက်၏သူငယ်မ၏အပြုမူကိုအစိုးရဥပဒေနှင့်ဆန့်ကျင်ဘက်မတွေ့ဂူလိုင်တို့သွားစဉ်မြေသူကိုမြမခေါ် ပိုက်ဆံကျင်းငွေလည်းမယူယူပါယုံသခင်မကအစိုးရအားဖီဇန်သောစကားများပြောသည်ဟု၍လည်း ူငယ်မကမပြောဘူးသည်သူငယ်မပြောသောစကားများလည်းမဟုတ်မမှန်ပြောသည်ဟု၍မထင်ရှားသူကိုကျွန်ုပ်စစ်ဆေးစဉ်ကတသမတ်ဒီထွက်ဆို၍သူစကားကိုအပြစ်ကောက်ရန်မတွေ့ဆုတောင်းမြတ်တာဆိုရင်လည်းညီသည့်နေရာ၌မဆိုဒူးထောက်ဆုတောင်းခွင့်ရှိဂူလိုင်တို့လာကြသောပရိသတ်တို့သည်လည်းရှုပ်ထွေးခြင်းရန်ဖြစ်ခြင်းမရှိ ူငယ်မကယူပါယုံကိုမြင်သည်ဟုပြောဆိုရ၌လေမဟုတ်မမှန်ပြောသောလက္ခဏာတစ်ခုမှမတွေ့ရသေး။အသင်းတော်တွင်တင်ချက်တွင်လည်းထူးဆန်းသောအရာများဖျားသခင်တကူတော်အားဖြင့်ဖြစ်နိုင်သည်ဟုပါရှိ၏။အသင်းတော်တွင်တင်ချက်ကိုမလွန်ဆန်နိုင်။သို့ဖြစ်သောကြောင့်သူငယ်မကိုတရားစွဲရန်ပြစ်ချက်မရှိ။ယခုချိန်၌သူငယ်မ၏ပြုမူအပြောဆိုနေ ပရိသတ်တို့၏ပြောဆိုများကိုသာ ထောက်လန်းစုံစမ်းရန်သာရှိ၏ဧကံမုတ်ချတရားဥပရေနှင့်စန့်ကျင်ဘက်တစ်ခုခုကို တွင်းမှသာအေးယူနိုင်မည်ဟုတရားသူကြီးကပြောလိုက်၏တတမအကျဉ်းထင်ရှားပြတော်မူခြင်းဖေဖော်ဝါရီလ23ရက်နေ့အက်စတာရဲ့တရားကြခြင်းအကြောင်းနောက်တရဖေဖော်ဝါရီလ23ရက်နေ့မှာဘန်နက်ဒက်တာသည် ဂူလိုင်တို့သွားနေကြချိန်၌စိတ်အေးလက်အေးသွားလေ၏အက်စတရခေါ်ဝန်တောက်သည် သူတစ်ပါး၏မျက်နာကိုထောက်သောကြောင့်တကြောင်အခြားသောဘာသာသူလူစုများကဲ့သို့ဘာသာတရားထင်ရှားသောဝတ်ပြုခြင်းများကိုရှုတ်ချသောကြောင့်တကြောင်ဂူလိုင်တို့မသွားဝန်ပေသူ၏ညီမသည် သူ့ကိုသွားရန်ရန်ဖန်ရန်ခါနိုးစော်တိုက်တွန်းတော်လဲနားမဝင် တနေ့တော်ခ ကျောင်းတိုင်းဖုံးတော်ကြီးနှင့်တွေ့၍ဂူလိုင်းမှာဖြစ်ပျက်များကို ပြောနေကြစဉ်ဖုံးတော်ကြီးကကလေးမ၏ပြောဆိုချက်ကို အများတို့ပြောဆိုနေကြခြင်းမှန်မမှန်သိဖို့လိုသည်ယုံညံ့သောကိစ္စမဟုတ်၍ရှက်စရာလည်းဘာမှမရှိကျွန်ုပ်သာလူဝတ်ကြောင်ဖြစ်လင်သွားပြီးဖြစ်ပါသည်ဟုပြောမှသွားလိုသောစိတ်ဖြစ်ပေါ်လာ၍23ရက်နေ့တွင်မိမိညီမနှင့်အတူလိုက်သွားလေ၏ ထိုနေ့ကတွေ့ကြုံကိုအက်စတရယ်ကိုတိုင်အောက်ပါတိုင်းရည်ဤကျွန်ုပ်ဒီဂူလိုင်းတို့ရောက်တော့ခါလူနေရာခန့်လောက်ရောက်နေနေဤညာစွာသော မျိုးသမီးတို့သည်ဆူတောင်းနေသည်ကိုမြင်သောအခါသူတို့ယူမိုက်ခြင်းကိုရဲခြင်းဤသူတို့အနီးမှာရက်နေသည်ကိုပင်လင်ရှက်၍ကျွန်ုပ်ဤသဘောနှင့်တိုက်ဆိုင်မိထင်သော လူတစုရက်နေရာသို့ရွှေ့သွား၏ရုတ်တရက်ပြိတ္တထဲမှတူလာပြီး သူပဲသူပဲဟုအုတ်အုတ်သေးသေးတန်ကြားလိုက်၏ထိုချိန်တွင်ဗန္နတတသည် လူဒုအလဲမှကြီးစွာသောအိန္ဒြေနှင့်ဖြတ်တန်းလာ၍သူဒူးထောက်နေကြနေရမှာပင်ဒူးထောက်၏သူငယ်မသည်ဖျားစဉ်ရှိတွင် ငုံနေတကဲ့သို့ရိုသေခြင်းကြီးစွာနှင့်ခေါင်းငုံ၏လူပရိသတ်တို့သည်လည်းသူကိုစိုက်ကြည့်နေကြ၏သူငယ်မသည်ဂူလိုင်းကိုကြည့်ရှုလျက် ကြီးညိုစွာပရိစိတ်စဉ်တစုံတစ်ခုမေးပြီးတကယ်သို့ကောင်းငင်ကိုခဏခဏမော်ကြည့်သည်ကိုမြင်ရ၏သူ၏မျက်စိများကို ကြည့်ခြင်းအပြင် ကြီးစွာသော စိတ်အာယုန်နှင့်ဖျားသခင်လိုတော်ကိုဥထိတ်ထားရွတ်သောလက္ခဏာရှိ၏လွန်ခဲ့သောနေ့ကယူပါယုန်သခင်မကို မဖူးမတွေ့ရတော့လေမိမိမထိုက်တန်သည်ကို အောင်းမေ့၍စိတ်ညိုးငယ်ခြင်းမရှိ ရုတ်တရက်သူဤနဖူးပေါ်၌အလင်းရောင်လှိုင်းရိုက်ဖြစ်တကယ်သူအလင်းရောင်ထွန်းတောက်လာတော့၏။သူမ၏မျက်လုံးမှအလင်းထွက်နေ၏။သူမ၏မျက်နာသည်တကြားတို့၏အစင်းတွင်ကဲ့သို့လှပသောအတွင်ကိုဆောင်ရက်ရှိ။သူမ၏ကိုယ်တွင်တွင်အလင်းရောင်ပေးသောရက်စစ်တအားရှိတကယ်သူသူမ၏တကိုယ်လုံးမှအလင်းရောင်တို့သည်ပြိုးပြိုးပြက်ပြက်အယောင်ထွက်၍တောက်ပနေ၏။ သူမ၏ပြုံးခြင်းသည်ညီကြီးသားတို့၏ပြုံးခြင်းနှင့်မတူချမ်းသာပျော်မွေ့ဖွယ်လက္ခဏာနှင့်ပြည့်စုံ၏။ကြည်ရှုလျက်နေသောပရိသတ်တို့သည်ဖျားသခင်နှင့်သက်ဆိုင်သောကြောက်ရွံ့ခြင်းဖြင့်ကြောက်ကြကုန်၏။ကျွန်ုပ်ကဲ့သို့မယုံကြည်သူတယောပြက်ချော်ပြောရန်လာသောပရိသတ်တို့သည် သူငယ်မှဖြစ်ကိုမြင်လင်ရုတ်တရက်အုတ်ထုတ်ချွတ်ကြ၏။သူတို့နှင့်ချို့တို့သည် ကဲ့ရဲ့တယောရန်လာသော စိတ်များပြောက်၍အမူအရာပြောင်းလဲပြီးခရီးတရာကြီးညိုစိတ်ဖြစ်ပေါ်လာတော့၏။ဤများလောက်ကြီးညိုဝဲကောင်းသောအရာကိုမြင်ရခြင်းအပြင်တယောပြက်ချော်ရန်မသင့်ဟုနားလဲကြ၏။ဘနတတာစူးဆိုင်ကြည်နေသော နေရာစီသို့ကြည်ကြတော်လဲပါကုံမြမမြင်ရကြ။နေကိုမမြင်ရတော့လဲနေအောင်ကိုမြင်ခြင်းအပြင်နေရှိကြောင်းသိနိုင်သည့်အလား ယူပါယုံကိုမမြင်ရတော့လဲယူပါယုံ၏အလင်းရောင်သည် သူငယ်မအပေါ်သို့ထွန်းလင်းခြင်းဖြင့်ယူပါယုံအမှန်ထင်ရှားသည်ကို သိနာလေရ၏သူငယ်မသည်မိမိအဖြစ်ကိုဤမြလောက်ထူးခြားစွာကြောင်းလဲရန် မလဲစားနိုင်အခြားသူတို့မမြင်ရသောထူဆန်းသော အရာတစ်ခုခုကိုဗနတတားမြင်ကြောင်းအမှန်သိနိုင်သောလက္ခဏာများမြင်ရ၏လူရုပရိသတ်၏မျက်စိများသည် ူငယ်မ၏မျက်နာကို ကြည့်လျက်ဂူလိုင်းကို ကြည့်လိုက်နေယူပါယုံကိုမြင်ရနုနုအထင်နဲ့စောင့်စားမျောလင်းလျက်နေချကုန်၏ဘနဲ့တတား၏မျက်နာအယောင်ဆင်းလှပတင့်တယ်ခြင်းချမ်းမြေသားရခြင်းပဝန်းကျင်လူမှုရှိသည်ဟုတတိမယခြင်းစသောထူးဆန်းစွာ ပြောင်းလဲ၍လူတို့၏ဖြစ်ရိုးထုံးစံမရှိသောအဖြစ်ကိုမြင်ရသော သူအပေါင်းတို့သည် မိမိတို့မမြင်ရတော့လဲထင်ရှားသောအရာကိုဝန်မခံဘဲမနေနိုင်ထင်ရှားသော ယူပါယုံဤအပြင်ပလက္ခဏာများကိုသာမြင်ရကြ၏သူငယ်မှပြောသော စကားကိုမကြားရကြအတန်မကြားရသော လက္ခဏာများမျက်စိမျက်နှာရှင်လန်းခြင်းလက္ခဏာတခဏနောက်ညိုးငယ်၍ပြောင်းလဲခြင်းလက္ခဏာစသည့်များကိုမြင်ရ၏ထို့အပြင်ဆူတောင်းသည့်လက္ခဏာ မိမိကိုယ်ကိုနှိမ်ချသည့်လက္ခဏာဆုတောင်းပြည့်၍ဝမ်းသာခြင်းလက္ခဏာများကိုလည်းမြင်ရသေး၏တခါတည်းရန်စိတ်ရီးကိုကံ၍စိတ်နေခြင်းအပြင်ယူပါယုံသခင်မသည် တိတ်ဆိတ်စွာနေသည်ဟုသိနာလေကြ၏သူငယ်မသည်သခင်မပြောသောစကားတိုင်းတလုံးမကြံနားလေစေခြင်းကအစင်မပြတ်အာယုံဆိုက်၍ဆုတောင်းနေ၏သခင်မနှင့်နှီးနော်ပြောဆိုခြင်းပြီးဆုံးသောအခါ ယိုသည်ချင်းနှင့်ကောင်းကုန်၏ကျွန်ုပ်သည် လောကီသားတို့တွင်ယဉ်ကျေးသောသူတို့၏အမှုရာကောင်းကုန်ခြင်းတို့ကိုအချိန်ချင်းဖန်ဖန်မြင်ဘူးလာပါပြီ သို့တော်လည်းဤသောကြောင့်သော သူငယ်မကလေးကောင်းကုန်ခြင်းကဲ့သို့ရင်ကျေးသောအမှုရာကိုမမြင်ဘူးပါထို့နောက်သူငယ်မသည်နင်းစီပင်အောက်သို့သွားသည့်တိုင်အောင်ဒူးထောက်သွားပြီးတခဏဆင်းခြင်းစဉ်းစား၍ညီကြီးကိုနမ်းပြီးနောက် မိမိနေရာသို့ဒူးထောက်လျက်ပြန်လာ၏။ယူပါယုံ သခင်မကိုမြင်ရသေးသည့်လက္ခဏာနှင့် ကြည်နေစဲမှာပင် သူသည်ပဂရိအတိုင်းဖြစ်လာသည်ကိုမြင်ရ၏။သူရုပ်လက္ခဏာကိုမြင်ခြင်းအပြင် သခင်မပျောက်ွယ်သွားပြီဟုပရိသတ်တို့နားလည်ကြ၏။သခင်မကွယ်ပျောက်ပြီးနောက်ဗနတတားသည်တခဏမျှဆူတောင်းနေသေး၏။တို့ရတွင် အရင်ကကဲ့သို့ ဘဝင်ကြ၍မိမောတွေ့ဝင်နေတကဲ့သို့မမြင်ရဆင်းရဲသောတာမန်ကလေးသူငယ်များကဲ့သို့သာမြင်ရတော်၏သူ၏အမိနှင့်အတူခြေလန်းသွားပုံမှာအခြားသူငယ်မများနှင့်မတူထူးခြားသောလက္ခဏာရှိသည်မှတပါအခြားသူငယ်မများကဲ့သို့ပင်ဘာမှထူးခြားခြင်းမရှိပေဘန်နက်တတာသည် တနာဤခန့်လောက်ဘဝင်ကြလျက်မိမောတွေ့ဝင်နေတကဲ့သို့ဖြစ်ကိုကျွန်ုပ်မြင်၏ သူ၏ဝိညာဉ်အဘဲသို့ဖြစ်သည်ကို၎င်းညီတို့သောအလင်းဖြင့်သူ၏စိတ်ထွန်းလင်းသည်ကို၎င်းညီသည့်နှစ်သက်မွေလျောခြင်းဖြင့်သူမ၏နှလုံးခံစားရသည်ကို၎င်းအဘဲသူများမသိနိုင်တပံအတွင်ပြောင်း၍ပဂရိမျက်နာဖြစ်လာသည်ကိုမြင်သောအခါအိမ်မက်မက်ခြင်းများဖြစ်လေသလားဟုကျွန်ုပ်အောင်းမိ၏မဖုံးမဖိနိုင်အောင်နှလုံးကြည်နူးခြင်းဖြစ်၏စိတ်ထဲတွင်အမျိုးမျိုးတွေးတောလျက် စိတ်နှလုံးကြည်နူးလျက်ရှိ၏။ယူပါယုံပျောက်ကွယ်သွားတော်လဲမျက်မှောက်၌ရှိနေသည့်အလားမျက်စိတဲကမထွက်တရေရေမြင်ရောက်နေမိတော်၏။အမိတူသည်မိမိသားကို ချစ်ခင်ခြင်းနှင့်ကြည်တကဲ့သို့သခင်မသည် ကျွန်ုပ်ကို ကြည်ရှုခဲ့လေပြီ။တနာဤအတွင်ကျွန်ုပ်ခံရသောမင်္ဂလာက ကြီးလေစွာ ကျွန်ုပ်သည်ဂူလိုင်းသို့ကဲ့ရဲ့သရော်ရန်လာတော်လဲ ကောင်းငင်မုံဘရင်မ၏အနီး၌ကျွန်ုပ်နေခဲ့ရသည်ဟုတွေးတော်လျက်ငါသည်မြင့်မြတ်သောကျေးဇူးတော်ကို ခံစားရလိမ့်မည်ဟုဝမ်းတာဝမ်းမြောက်ခြင်းနှင့်တစိမ့်စိမ့်တွေးလျက်နှစ်သက်မွေ့လျော်အပျော်ကြီးပျော်မိသည်ဟုဝန်ကြောင့်မင်းအက်စတရသည် ရေးသားဖော်ပြထားလေ၏အနှစ်30ကြာပြီးနောက်သူ၏ဆုတောင်းမြတ်တာတပုတ်တွေ့ရသည်မှာအိုတန့်ရှင်းစင်ကြယ်လာသောတီလာတဲ့ အဘယ်ကြောင့်ကျွန်ုပ်ကိုထူးခြားသောချစ်ခြင်းဖြင့်ချစ်တော်မူသနည်းအဘယ်ကြောင့်သခင်မ၏မျက်မှောက်တော်သို့ခေါ်တော်မူသနည်းအိုတုပြိုင်ပွဲမရှိသောကျေးဇူးတော်ကို ရထိုက်ခြင်းကကျွန်ုပ်ကအဘယ်ကုသို့ပြုခဲ့ဘူးပါသနည်းနောက်ကိုလည်းထိုကျေးဇူးတော်ကိုတိမှတ်ခြင်းကတစုံတစ်ခုကိုမပြုမိပါတကားအိုချစ်ဖွယ်သောမယ်တော်ကျွန်ုပ်သည်တင်ញိုင်းတွင်သို့ဆင်းရမည်အချိန်နည်းပြီဖြစ်၍ သခင်မ၏ကရုဏာတနာခြင်းကိုခိုလုံရန်သာပို၍ရေးကြီးပါသည်။သခင်မ၏သားတော်မျက်မှောက်တော်သို့ဝင်ရောက်သောအခါကျွန်ုပ်၏အပား၌ရက်တန့်တော်မူပါ။ဂူလိုက်၌ကျွန်ုပ်ကိုမြင်ခဲ့ဘူးသဖြင့်တရိယတော်မူပါဟု သခင်မရှိတော်၌ပြက်ဝှက်လျက်ဆုတောင်းလေသည်။မြှုပ်ဝက်သောစကားထိုနေ့၌ယူပါယုံသခင်မသည် သူငယ်မ၏နာမည်ကိုခေါ်ပြီးမှသင်ဖို့ သင်တယောက်တည်းနဲ့ဆိုင်သောညှို့ဝက်သောအရာတစ်ခုကိုသင်အားငါပြောလိုသည် ထိုအရာကိုညီသူကိုမြပြန်မပြောမိအကြောင်းဂရိထားလောဟုမိန်ဆိုလင်သူငယ်မကကျွန်ုပ်ဂရိထားပါမည်ဟုဝန်ခံ၏ထိုအခါယူပါယုံသခင်မသည် ကျွန်ုပ်တို့စိတ်ကူး၍မရနိုင်သောသူငယ်မတယောက်ထဲနှင့်ဆိုင်သည်အချက်များကို ဖွင့်ထုတ်ပြောဆိုလေ၏ သခင်မထင်ရှားသောအခါများတွင် သူငယ်မအားမြုပ်ဝက်သောအချက်များကို၃ချိန်၃ခါဖွင့်ပြောခဲ့၏။ဤချက်များသည် သူဖို့ဖြစ်၍သူတူရင်းနှင့်သာဆိုင်သောကိစ္စများဖြစ်၏။အချို့ကသာသနာပိုင်အားဖွင့်ပြောသည်ဟုပြောကြတော်လဲညီသူများအသေးချာမပြောနိုင်။ညီသူကိုများမပြောရန်ဂရိတောင်းသည်ကိုထောက်၍သင်ချိုင်းထိစောင့်ထင်းသည်ဟုယူဆရ၏။ တနေ့တနိုင်လူတူကတင့်အားသခင်မကလျှို့ဝတ်သောစကားပြောသောအခါအခြားသူများမကြားကြောင်ဘလို့သိသည်နည်းဟုမေးလင်သခင်မပြောသောအခါကျမနားနှင့်ကြားရသည်မဟုတ်အတွင်းစိတ်နှလုံးဖြင့်သာကြားရ၍အခြားသူများမကြားမသိနိုင်ကြောင်သိရပါသည်ဟုပြော၏ဘယ်ကဲ့သို့ဖြစ်နိုင်သည်နည်းဟုမေးမြန်းလင်ကျမမသိပါ စကားဖြင့်နားလည်အောင်မပြောတတ်ပါ ဥပမာ ကိုမကြားနိုင်သောနေရာမှာလူနှစ်ယောက်စကားပြောနေလင်မကြားတော့လဲစကားပြောနေကြောင်းသိရသလိုကျမအားပြောနေခြင်းကို သူတပားသိတော့လဲမကြားရပါဟုပြန်ပြော၏ဆုတောင်းကြဆို O Lord သခင်မကျွန်ုပ်တို့၏အတွင်းစိတ်နှလုံးထဲ၌သခင်မ၏ကျေးဇူးတော်တိုက်တွန်းနိုးစော်သော အသံကိုမကြမကြကြားရပါသည် မကောင်းရာသို့သွေးဆောင်ခြင်းတို့ကို၎င်းတွေ့ကြုံသောအခါတို့၌ဖျားသခင်အမှုတော်ကိုတည်ကြည်စွာထမ်းရွက်ရန်တတိပေးသောမေတော်၏အသံကိုကြားရပါသည်ဤတန်တော်သည်တောကဂျာဘာရများဖြင့်၎င်းအလောဝတ္တရား၌ပြက်ကွက်ခြင်းကြောင့်၎င်းအကျိုးမဲ့ဖြစ်ခဲ့ရပါပြီ။အိုချစ်ဖွယ်သောမေတော်ယခုမှစ၍နောက်နောက်ထိုနောက်ဆက်ခက်ခဲများအောင်မြင်လျက် သခင်မ၏အတန်တော်ကိုတည်နှင်နာခံ၍တည်ကြည်စွာ လိုက်နာနိုင်ရပါအောင်ဆောင်မတော်မူပါအာမင်။ O Lord သခင်မကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါ